အမေတားမျိုးလည်းသိဖို့ရဲ့နည်းနည်းအမေပါပဲဖြစ်ဖြစ်အမေမွားပဲဖြစ်ဖြစ်နော်အမေပါစပတ်စားလို့ဖြစ်ဖြစ်ပါလို့ဖြစ်ဖြစ်ကလည်းမရှိဘူးနော်အာချင်းနည်းနည်းအမေစပတ်ခေါင်းမှာပွားဟာနော်အဘူအမလာမဟောင်းနဲ့အမေပါစပတ်စားရဲ့ကြားရတော့ဟဲ့တော့မင်းတို့အမေတားလေးပြောတာကြားရတော့စက်ကြည့်ကအဖသာဘာကမီဘလောက်ဇာကြီးရဲဆိုတာဟာဘယ်ရမလဲ ဒါကတော့သူတင်ထားတဲ့စာတွေပါ။ဩအခုတော့တိပါတယ်ဒေါ်စုဆိုတာပေုပ်စီပါလားလို့။ဗါတဲ့ဗါတဲ့တက်ချုပ်ကြီးကိုဖမ်းမယ်တဲ့လားငါမှရည်လိုက်ရတာစောက်စီပါနားတယ်။အိုးလွန်ခဲ့တဲ့နှစ်ပေါင်း80တဲကဖမ်းနေတာဂူတီလည်းမဖမ်းနိုင်မမောသေးဘူးလား။ညီပိညာရဲ့တဲ့နော်။ရှင်းတော့ရတယ်မင်းတို့တွေ။အဟမ်းဘာသမားတွေဆိုတာအဘအဘသမီးတွေဆိုတာအဲ့လိုကြီးတယ်ဟိုကစကလုံးကြီးတယ်ပြောတာတလွေ 特特罗埃嘛，忒美欧，米诺，哈，米诺，别盯住吧，我跟你说嘛，切，这个阿汉斯卡罗尼，切切别飘了，完，桑拿，啥子哇？哦，这汤姆，对不对？这汤姆男嘛，一条沟，对不对？这汤姆啊，阿坦，你盯住吧，我哥，我哥刚刚裸哈了，我，比如说我，我那个阿坦跑掉了，哈，我那个做康的呀，爸比，那巴发呀，我那个汤姆啊，侬侬侬侬，哎，爸们一条啦，你你西拉哪的，你又巴萨的，等于兰基尼跟乔里尼。 ်မို့သခန်းကဘာမှပြောဘူးလားသခန်းကတော့ဘာမှကျွန်တော်သခန်းကဘာမှပြောစီကျွန်တော်ဒါကမှကျွန်တော်ပြောလို့ရှိရင်ဒီလောက်လည်းမလုပ်ကြဘူး။အခုငါနဲ့တက်တော့အောင်းထဲမှာနင်ကစားထားတာတွေတွေ့တယ်။ပေါင်900ဘုံနဲ့လာကျဲပါလား။အခုလာကျဲခိုင်းရောဆွေးပြေမှာ။မပြေရှိ။ဟမ်မပြေရှိ။ကုလာကျဲကျမခိမာလေ။ကျမဟာဒီတချမ်းခွဲမှာ။မပြေရှိ။မပြေရှိ။ကိုနေရလို့အဖသားဆိုအဲ ဘာဆောက်ခေါင်းထဲကဘာဖြစ်တယ်မဟုတ်တော့ဘူးเนาะချက်ချင်းပြောင်းလဲသွားတယ်ကြည်လာနော်ကိုကျန်းစာကြတယ်ကိုကျန်းစာကြတယ်အာဘူဂျူကဒီမှာအဖသမီးလေးတားလိမ့်မှာပြန်ရတာရင်ကျိလိမ့်မှာခါတက်ပေးတက်เสียမလိုအောင်လိမ့်မှာလာကြည့်လိုက်မပြေပါရှင်ကိုကြီးစပါလဲရှင်ငါဘိုးကနင်တို့တတ်မလို့ချစ်တယ်သူကပြင်းနေတယ်ငါဘိုးကနင်တို့တတ်ကိုချစ်တယ်တမ်းမလို့တမ်းမလို့ကိုခုတုံးလုပ်ပြီးတော့မှ မင်းကအာနာကိုမတရားယူတဲ့ကောင်တွေငါတို့ကတော်လာတာနော်မှန်ပါလားနော်အဲ့တော့နိမိတ်သားစုရောဘုရားငါတို့ရဲဘုပြောသလိုစားဖို့တောက်ဖို့ငါတို့ကပြည့်မထောင်ငါတို့ကယူဆိုးရှိတယ်နော်ကလေးမယားအမေဖန်အမေမယားကလေးဖန်ငါတို့ခိုးလို့မျိုးမလုပ်ဘူးမဲအောင်ဝင်စက်တက်လို့ငါတို့မလုပ်ဘူးနော်ကလေးမယားအမေဖန်အမေမယားရဲ့တာဖန်တလူဖန်ငါတို့မလုပ်ဘူးနေ့ကလေးလို့နေရာနဲ့အပြည့်ရှိတဲ့တိုင်းနေမိဒီမှာခံနော်အဲ့ဒါငါတို့ကဒါဥပဒေဘလို့ဥပဒေနဲ့အညီတို့တာ ်ဒါနဲ့ထောက်ခံတဲ့အဘာစစ်ခွေးတွေကလားအသက်ကလားဥပဒေကြီးဥပဒေကြီးပြောတာစောက်တလဲလို့လားမဟုတ်တော့လည်းရေးတတ်တာဘယ်တော့မှစောက်တလဲမလုပ်ဘူးဥပဒေနဲ့အညီပဲနေလို့တော့မယ်ဥပဒေနဲ့အညီပဲနေလို့အရေးယူမယ်နိမိတ်ကားစုကိုလည်းငါတို့ကအခုဒီတရှိကာလမှာစစ်ဘေးစစ်ဒဏ်တင့်နေတဲ့အတွက်ငါတို့ကပြင်ထားဒီတော်လည်းရေးတတ်ဖွဲ့မြန်မာမလို့ကတော်ဝရှိတဲ့လူကြီးတွေကဒီရဲဝတွေအစားနေကလေးတွေကိုတော့ကြွားပြီးကြီးစုဆောင်ရှောက်ပေးမယ်နော်သဘောပေါက်လား ောက်ခံထောက်ခံထောက်ခံလေးပါဖြစ်တာတော့နေလဲနေကြိုက်ကနေထောက်ခံတာပဲဘာမှမဖြစ်ဘူးဒါပေမဲ့ဓမ္မနဲ့အဓမ္မဆိုတော့ဖွဲခြားပြီးသိဖို့လိုတယ်နော်နေတာမိန်းကလေးပြည့်လို့ဒီဘက်ကဘာမှမလုပ်ဘူးသူကမိန်းကလေးအဖေကလည်းမဟုတ်တာနင်းကလည်းတခြားနဲ့တော့မကြည့်ဘူးသိမယ်သိလို့ရှင်တော့အဲ့တော့ဒီကဘီဒီကောင်မကခဏကျွန်တော်ခုမေးတဲ့ဗီဒီယိုဖိုင်မှတ်တာဟာပတ်သားလေးကိုကြည့်ရှုပြီးတော့မှ အဲညီကောင်မတော်ရဲ့အားလုံးရဲ့သဘောထားမှတ်ချက်လေးတွေကိုကျွန်တော်လို့ချင်ပါတယ်။အဲအမေသားမျိုးလည်းတိကူရဲ့။ကဲဒီရုပ်နဲ့အခုရုပ်နဲ့ပါပွားတယ်။နော်တွေ့တယ်မလား။အဲ့တော့ဒီမိမပြောခဲ့တဲ့အချိန်မှာပေါင်900ဘုံနဲ့ကျဲချလိုက်ပလန်စမ်းပါဆိုတဲ့ဇကားတွေပြောခဲ့တယ်။အဲ့လိုလေတကယ်လဲကျဲချနေပါလေ။ကျွန်တော်စစ်ပေးချောင်စကန်းတွေကိုခိုးပြီးလူရတယ်ဆိုတာဘာကြောင့်မသိလား။အဲ့ဒီစစ်ပေးချောင်တွေရှိတဲ့တီနေရာကို စစ်တပ်ကတိတွိုင်းဘုံကျင်းချပါတယ်အဲ့တော့ရွာတရွာမှာတိုက်ပွဲဖြစ်တယ်တိုက်ပွဲမှာဒီစစ်တပ်ကိုတိုက်တဲ့လူယောက်ျားတွေပဲတိုက်အောင်တော့မှအသက်မပြည့်တဲ့ကလေးတွေရယ်အဖိုးအဖွားတွေအတက်ကြီးရွယ်ဦးတယ်နော်သူတို့ဆွဆွဲတယ်လို့ပဲဒီသူအလုံးဝိုင်းတိုက်တယ်ပဲထားလိုက်ဦးဒါပေမဲ့အသက်မပြည့်တဲ့ကလေးတငယ်တွေအသက်ကြီးရွယ်အိုတွေပါရှိတယ်စစ်ပေးဆောင်စခန်းဆိုတာဒါပေမဲ့ဒါဟာငါတို့ပြည်သူတွေရှိပါလား ငါတို့ရဲ့ရန်သူဖြစ်တဲ့တော်လိုင်းအင်အားစုတွေရှိပင်မဲ့ညာလဲဒါဟာတိုင်းပြည်ရဲ့ပြည်သူတွေအသက်မပြည့်တဲ့ကလေးတွေအပြစ်မဲ့တဲ့ကလေးတွေတက်ကြီးရွယ်ဖို့ဘိုးဘွားတွေရှိပါလားဆိုတဲ့အတိစိတ်ကလေးနက်နက်လေးတော့အဲ့ဒီစစ်ကောင်းဆောင်တွေမှာမရှိဘူးစစ်ဘေးရှောင်စခန်းကိုကျွန်တော်တို့တွေလူတွေချွေးတွေစစ်ဘေးရှောင်စခန်းဆိုရင်တရင်ထုတ်ပြန်လို့တော့မရဘူးခိုးလူရနော်အခုဒီမှာဒီဗီဒီယိုဖိုင်ထဲမှာမေးတာတော့ဒါကိုအောင်မြေမုံရွာ နော်တချင်းတွေကိုအဲဆမြောင်ဆက်ပြီးတော့လက်ရှိတော်လှန်ရေးမှာတောင်းတနေရပါဝင်နေတဲ့ကိုအောင်မြေမုံရွာပဲဖြစ်တယ်နော်အောင်မြေမုံရွာကိုတိုင်းတာမိသားစုနဲ့တောထဲမှာအဲပထမထိုင်းမှာကျွန်တော်တို့နဲ့အတူတူနေတာပဲနောက်ပိုင်းကျဒုက္ခလေးတွေနဲ့တောထဲကိုပြန်ပြီးတော့တောထဲမှာရဲဘော်တွေနဲ့အတူတူနေနေတာဒုက္ခတုက္ခတွေကြားထဲမှာကျွန်တော်တို့ရှိဘူးလေအမြဲအကူညီတောင်းလေကျွန်တော်တို့လည်းအမြဲမကူညီနိုင်ဘူးတခါတလေတော့ပဲကူညီနိုင်တယ်အဲ့တော့ဒါလက်ရှိအောက်မှာလုံနေတဲ့ဒူတွေကိုယ်တိုင်ရိုက်ပြီးတော့မေးထားတာနော်အဲ့တော့ပြောတဲ့ပုံနဲ့ အခုဖြစ်တဲ့ပုံအဲ့တော့ဘောမားတွေမင်းတို့ပြောချင်တာကငါတို့မတရားမလုပ်ဘူးနော်ဝိနည်းကောင်မီပြောရတယ်လို့ပဲသားသမီးဖမ်းလို့မရမိဘဖမ်းထောင်ချမိဘဖမ်းလို့မရသားသမီးဖမ်းတို့ရုံမာတဲ့အလုပ်မျိုးတွေငါတို့ဘက်ကမလုပ်ဘူးဒါပေမဲ့သူများတကစစ်ပေးချောင်စကန်းနေငါပေါင်900ဘုံနဲ့ကျဲချလိုက်ပါလားဟမ်အမေသားဒီအမေသားဘာဖြစ်ညာလေးစဲရလောက်ပါမပြောပါဘူးဒါကတော့ဟိုအပြစ်လို့ကျွန်တော်တို့မပြောဘူး အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ဆဲကြတယ်မခံချင်လို့နော်ဟုတ်တယ်မလားအဲ့တော့မင်းအောင်လှိုင်ကိုဖမ်းတာဗာနှစ်ပေါင်း60လောက်ဖမ်းလာတာဂူရီဖမ်းလို့မမိသေးဘူးတက်ချောက်ကြီးကိုဟုတ်လားအခုကတက်ချောက်ကြီးဘာလို့ပေးလို့ရလဲနော်အခုမြို့တွေမှာပျော်ပါလဲပတ်နေကြတယ်ကျွန်တော်ပြောချင်တယ်လက်ရှိစစ်ဖြစ်နေတဲ့ဒေတာတွေမှာဘဒူတိုက်နေလို့ဖြစ်တာနယ်တွေမှာစစ်တွေဖြစ်နေကြတယ်မြို့တွေမှာအင်းချမ်းနေတယ်သူတွေပြောတယ်ကောင်းပြီအဲ့ဒီနယ်တွေမှာဘဒူတွေကသွားပစ်လို့ဖြစ်တာလေစစ်တပ်ကသွားပစ်လို့ဖြစ်တာမဟုတ်ဘူးလား နယ်နေရာဘလူထိတ်ချုပ်ထားတာလေတော်လိုင်းအင်အားစုတွေထိတ်ချုပ်ထားတာတော်လိုင်းအင်အားစုတွေထိတ်ချုပ်ထားတဲ့ data တွေမှာစစ်ပွဲတွေဖြစ်နေတာဒီစစ်တပ်ကသွားပြစ်လို့ဖြစ်တာမဟုတ်ဘူးလားအဲ့ဒီစစ်တပ်သွားမပြင်အဲ့ဒီတော်လိုင်းအင်အားစုတွေရဲ့တို့ရတို့ဘုံထခွဲမနေဘူးဒါပေမဲ့အခုငါတို့မြို့တွေမှာအေးချမ်းပါတယ်ဆိုတာအဲ့ဒီမြို့တွေကိုဘာဖြစ်လို့အေးချမ်းနေတာလဲတော်လိုင်းအင်အားစုတွေရဲ့လာမပြစ်လို့လာမပြစ်ဘူးဆိုတာအဲ့ဒီရန်သူဖြစ်တဲ့ဒီစစ်ပွဲတွေကိုလှုပ်ချင်ပေမဲ့ တီသူထိမယ်ဆိုတဲ့အတိတ်တရားကိုတော်လှန်ရေးတက်တိုင်းမှာရှိတယ်။တီသူတယောက်တောင်အလဟတ်တအထိတ်မခံနိုင်တဲ့အတွက်မြို့တွေကိုဘာလုပ်ထားလဲ။ကွင်းပြီးရှောင်ပေးထားတာ။ဒါကိုငါတို့ဒေတာအေးချမ်းမှလည်းမတိစစ်တပ်ကပဲနိုင်တဲ့ပုံစံမျိုးနဲ့မင်းတို့စစ်တပ်ကဘာမှလုပ်လို့မရတော့ရှုံးပြီ။ဒီနေရာမှာစစ်တပ်ဆိုတဲ့သကလုံးကိုပြောတဲ့နေရာမှာ အောက်ချတက်ရင်မှုအစင်းရနေအောက်ပိုင်းကောင်တွေမင်းတို့ခေါင်းထဲမထည့်နဲ့မင်းတို့စစ်တပ်ကိုစားပြုတ်ဝင်လည်းမရှိဘူးမင်းတို့ဟာစစ်တပ်ကိုကိုစားပြုတ်နိုင်တဲ့လူတွေလည်းမရှိဘူးမင်းတို့ကသွားတိုက်ဆိုမင်းတို့တိုက်ကြတာပဲသွားရှို့ဆိုမင်းတို့ရှို့ရတာပဲဟုတ်တယ်မလားအဲ့တော့စစ်တပ်ဆိုတဲ့သကလုံးပြောတာဒီမင်းတို့ဒီတိုင်းပြည်မှာရှိတဲ့မင်းတို့အရာရှိအကျက်စစ်တီတွေအားလုံးကိုလူတစုကသူတို့ကိုကြိုးအတွက်အတုံးချသွားတာတီတုတတ်မတော်ကိုဘာလို့ဝါတာလဲအာနာရှင်လူတစုကယူသွားပြီးတော့သူတို့ကိုကြိုးအတွက်အတုံးချခံနေရတာ ဒါကိုနားလဲဖို့လိုတယ်အဲ့တော့ ਨੇ အခုလက်ရှိဘောမတွေဆိုတချို့တွေဆိုအကောက်အစစ်နဲ့မနေဖြစ်တယ်ပြီးတဲ့ချိန်မှာဒီဆောက်ခွက်မတောင်းတန်ကြတဲ့နော်အကောင်းပြောတာငါတို့ဘက်ကတော်လိုင်းဘက်ကလူတွေမင်းတို့ဖမ်းမိကြည့်မင်းတို့ကြိုက်တယ်လို့နှိမ့်ဆက်မျက်လုံးကိုကြည့်နော်ကိုချင်မီတို့ကိုဖြိုးတရဇေယတော်တို့ဖမ်းပြီးထုရိုက်ထားတဲ့ချိန်မှာကိုဖြိုးဇေယတော်ရဲ့မျက်လုံးကိုကြည့်မင်းတို့ပေါ်မှာကြောက်ရွံ့တဲ့စိတ်ရှိတယ်ကြောက်ရွံ့တဲ့အရေးအယံမြင်ရတယ် ဲ့ဒါယုံကြည်ချက်ဘာလဲအမှန်တရားပေါ်မှာငါတို့လုပ်တာနော်အခုစစ်ဘေးကြောင်စကန်းနေဒုက္ခတောက်ခတွေနေတိုင်းမှာတိုင်းပြည်ကိုကာကွယ်တဲ့စစ်တပ်ဆိုတွားဆောက်ရှောက်လေဟမ်ဘယ်စစ်ဘေးကြောင်စကန်းကိုမင်းအောင်လှိုင်စစ်တပ်ကကာကွယ်ပေးတယ်ဆောက်ရှောက်ပေးတယ်မြင်ဘူးလားကြားဘူးလားတော်လိုင်းအင်အားစုတွေပဲမရှိမရှိမဲ့ရိတ်ခါတွေကခွဲကျွေးအမ်ညကျွေးဒါလို့ရက်တည်နေရတာအဲ့တော့ဒီတိုင်းပြည်မှာဒါလောက်ရုပ်မာနေတဲ့ကောင်တွေကိုဘလို့အတိတ်တွေကနဲ့ထောက်ခံကြတာလေတော်လိုင်းရဲ့ဘက်မှာလည်း မှားတဲ့အရာတွေရှိမှာပဲ။ဘာဖြစ်လို့လဲ။စစ်တပ်လည်းမပေါင်းတပေါင်းနဲ့ဖွဲ့စည်းကြတာ။တော်နိုင်ရင်လည်းမပေါင်းထောင်နဲ့ဖွဲ့စည်းကြတာ။ဒါပေမဲ့စစ်တပ်ဒီခေါင်းဆောင်အစင်းစင်းနဲ့တသွေးတတန်တမိတ်နဲ့စီးစင်းစွာ institute ကိုကြောက်ဖွဲ့စည်းကြတဲ့ဖွဲ့စည်းတစ်ခုဖြစ်တယ်။အပေါ်ကခေါင်းဆောင်ကဟဲ့အဲ့ရွာကိုမီးမရှို့နဲ့ပြောရင်အောက်ကဘယ်ကောင်းမှမရှို့ရဘူး။နော်စစ်တပ်ဆိုတာတဖွဲ့တည်းရှိနေတာ။တော်နိုင်ရင်ရစရိဘက်မှာ local pds ဆိုတာရှိတယ်။တရွာကိုလူလင်းလင်းသားဆယ်ယောက်နဲ့တနက်ကိုင်းတဲ့ကောင်လည်းရှိတယ်။ NUG ရဲ့ MOD အောက်ကနေ MOD ရဲ့ COC အောက်ကနေ MOD ရဲ့အမိတ်ပေးမှုအောက်ကနေတွားနေတဲ့ BDL လည်းရှိတယ်။တိုင်းနာ EROS တွေရှိတယ်။တိုင်းနာ EROS တွေရဲ့ကုကဲမှုအောက်ကနေရက်တည်နေတဲ့ PDF တွေရှိတယ်။အဲ့တော့တော်လိုင်းအင်အားစုဆိုဘက်မှာခေါင်းစဉ်မျိုးစုံနဲ့ရက်တည်နေတာ။တကယ်ဆိုရင်ပြည်သူကိုပယံမထာလောက်ကမှာဘက်ဘက်ကလှုပ်ရင်ကြာကောင်းနေတယ်။ဒါပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကကိုနေ့ကပြောသလိုပြည်သူအတွက်ဆိုတဲ့ဟာမျိုးကိုလိုက်ပြီးတော့လှုပ်နေကြတယ်စစ်ဘေးကြောင့်စခန်းတွေ။နော်အခုဒီမှာကြည့် အဲ့တော့အခုဆိုရင် line ပေါ်မှာပါစက်တရန်တဲ့လူတွေအများကြီးရှိတယ်ဒီဘောမတွေဘက်ကပေါ့အခုနောက်ပိုင်းဘလို့ဖြစ်လာလဲဆိုတော့မျိုးတွေရဲ့ UT ကဏ္ဍကို short ချပစ်တယ်တော်လိုင်းအင်းအစုတွေကနယ်မြေအားလုံးကိုအရင်ကော်အောင်လုပ်တယ်မျိုးတွေကိုကွက်ပြီးထားပစ်ထားတယ်အဲ့ဒီမျိုးမှရှိတဲ့ဘောမတွေကမတိရင်တို့တို့လုံကြုံလှပြီးထင်ပြီးတော့ဟမ်စကားတခုကိုလက်လွတ်စပယ်ဝင်ပြောလိုက်မယ်ပေါက်ပန်းလေးစပြောလိုက်မယ်ကိုပြောနိုင်တဲ့စကားကိုကိုတောင်းဝင်ခံနိုင်ဖို့လိုအပ်တယ် လိုင်းပေါ်မှာလေအလကားရတိုင်းပေါက်ပန်း40လူတစ်ဖက်သားပေါ်မှာမစူးစမ်းမလစ်လာမစင်ခြင်းပဲနဲ့ထင်ရမင်ရပြောမယ်ဆိုရင်နောက်တစ်ချိန်ကမှဒီကောင်မလို့စောက်ခွက်ကရဟုတ်ကရှင်ကိုချင်းချပါချင်းမရဘူးနော်အဲ့ချိန်ညဥပဒေကဥပဒေပဲနော်ဟာပေလောက်တောင်းမှန်လို့လှုပ်ပေးလိုက်မယ်ဆိုလှုပ်ပေးတဲ့တောင်းရင်ရှိတဲ့သူမှာပြစ်ရှိတယ်ဒါသာကိုကလင်းလင်းပြောတာ အာအဲ့ချိန်ကျမှမြေကန်ထိုးပြီးတော့ကျမမားပါတယ်ကျွန်တော်မားပါတယ်လှုပ်ပြီးသွားလှုပ်လို့မရဘူးငါတို့ဘက်မှာကဥပဒေကိုဘောင်ကျော်ပြီးလှုပ်ပြီးမရှိဘူးဘူးမှာ UG တယောက် UG တွေဘာဖြစ်လို့ချော့ချပလိုက် UG တယောက်ဟာမြို့မှာရက်တီကိုအင်မတန်ခက်ခဲတယ်အဲ့လိုခက်ခဲတဲ့ဂျာကနေပြင်းမှတ်တခုကိုတွေ့တာနဲ့ခဏမှပြင်းမှတ်ဘောင်တိုင်းသွားလို့ဆိုတော့ဝေးကြီးတော့တားမမိတော့ဖေဖမ်းဖို့ဆိုတော့မပြောနဲ့တော့အဲ့တော့ပြင်းမှတ်တခုတွေ့တာနဲ့အနည်းဆုံး၃စင်းလောက်တင်ပြအရေးကြီးတာဆို50 60တင်ပြတယ် အပေါ်က no မလုပ်နဲ့လို့ပြောလိုက်အဲ့ UT ဘာမှသွားလုပ်လို့မရဘူး။သွားလုပ်လို့ချင်းအဲ့ဒါစစ်ခုံရုံးဖမ်းခေါ်ခံတိတယ်။ဒုဘက်မှာအဲ့ဒီပုံစံမျိုးသွားထားတာ။အဲ့တော့ဒီလိုမျိုး တော်လန်ရေးကိုတိုက်ခိုက်မယ်တော်လန်ရေးကိုဖြစ်စည်းမယ်စစ်တပ်ကိုအားပေးတယ်ဆိုတော့အလုပ်တစ်ခုနဲ့ထင်ရမင်းအောင်လုပ်မယ်ဆိုရင်ဘုရင်ကပြောသူအမည်မတူုံနဲ့ရန်တူမဖြစ်ဘူး။နော်ဒါဒါအောင်တိဖို့လိုတယ်။အခုတူအနေနဲ့ဒီလိုအမေသားတွေပဲပြဿနာမရှိဘူးအဲ့လောက်ပါ။ဒါဘဒူးဖြစ်ဖြစ်ပြောပါဦးရှင်။အဲ့လိုပြောတဲ့လူတယောက်ကိုလည်း ဖမ်းပြီးလို့ဟုတ်တယ်ငါကတော့စစ်တပ်ကိုထောက်ခံတယ်အဲ့ဒီအတွက်ငါထောက်ခံတဲ့ဘက်ကိုငါပြောတယ်နော်ဒါပေမဲ့တီတူဒုက္ခရအောင်ငါလှုပ်ထားတာဘာမှမရှိဘူးငါရာဇဝတ်မှုကိုကျူးလွန်ထားတာဘာမှမရှိဘူးတက်တာမရှိဘူးဒါတိုက်တဲ့အားပေးလို့ရတယ်အမြင်မတူုံနဲ့ရန်တူမဖြစ်ဘူးအေးဒါပေမဲ့အခုလိုမျိုးပေါင်900ဘုံနဲ့တဲချလိုက်ပါလားစစ်ပေးဆောင်စကန်းတွေကိုဘယ်လိုလှုပ်လိုက်ပါလားဒါကလက်ခံပေးလို့မရတော့အများတူကတီတူအတက်အိုးရီစီးစင်ကိုပြစ်စည်းအောင်လုပ်တယ်တီတူကိုဒုက္ခရအောင်လှုပ်ထားပြီး ဖမ်းမိတဲ့အချိန်ကျရင်တန်ရင်မှုဒီ PDF တန်ရင်မှုကိုမျက်နှာချိုတွေးလို့ပြန်လှုပ်ပေးပါလို့တွားလှုပ်လို့အဲ့ဒီ PDF တန်ရင်မှုကတနာလို့လှုပ်ပေးလိုက်မယ်ဆိုအဲ့ဒီတန်ရင်မှုဥပဒေအရသူရေးချူကန်ဒီမှာသူမှအဲ့လိုလှုပ်ပေးပါရင်မရှိတော့ဘာဖြစ်လို့လဲဥပဒေကြောင်းတိုင်းပဲတွားမှာဒါကိုနားလည်ဖို့လိုအပ်တယ်နော်ပြောချင်တာကဒီနေ့မြန်မာနိုင်ငံမှာလေမင်းတို့ထောက်ခံနေတဲ့စစ်တပ်ကနိုင်လို့မရတော့နော်အဲ့တော့ဒီနိုင်ငံခက်မြန်ပြီးချင်းစစ်တပ်နဲ့စစ်ခေါင်းဆောင်ခွဲထုတ်ကြအဲ့ဒါသေးကြတယ် စစ်တပ်ကိုတကယ်ချစ်တာလားချစ်ကမယ်မချစ်ဘူးလို့မပြောနဲ့တော်လိုင်းရေးဘက်မှာတိုက်နေတဲ့ PDF တွေတွားမိကြည့်ပါမြန်မာနိုင်ငံအတွက်မြန်မာတပ်မတော်မင်းတို့လိုချင်လားမလိုချင်ဘူးလားမြန်မာတပ်မတော်ချစ်လားမချစ်ဘူးလားတာမန်ပြည်သူမဟုတ်ဘူးနော်ရှေ့တန်းမှာတိုက်နေတဲ့ရဲဘော်တွေကိုတွားမိကြည့်ပါလူတိုင်းကလိုချင်ပါလားအဲ့တော့မင်းတို့စစ်တပ်ကိုထောက်ခံတဲ့ဒုတိယအနေနဲ့တပ်မတော်ပေါ်တကယ်ချစ်တယ်ဆိုရင်ဒီတပ်မတော်ကိုအတုံးချနေတဲ့ဒီလက်တဆုပ်စာစစ် အာနာရှင်ယူလူတစုကိုဖယ်ထုတ်စစ်တပ်ကစစ်တပ်ပြည်သူပိုင်းစစ်တပ်ဖြစ်အောင်လုပ်အဲ့ဒါဆိုလို့ရှိရင်ဒါမှသာမင်းတတ်မတော်တကယ်ချစ်တာအဲ့လိုမဟုတ်ဘဲနဲ့တတ်မတော်ကိုချစ်ပါတယ်ဆိုပြီးဒီတတ်မတော်ကိုဒုက္ခပေးနေတဲ့စစ်ကောင်းဆောင်တွေအကြိုက်ပေါက်ပန်း40တွေပြောမယ်တော်လှန်ရေးကိုဒုက္ခပေးမယ်ပြည်သူကိုဒုက္ခပေးမယ်ဆိုလို့ရှိရင်တော့အေးယူခံရတဲ့နေ့ကြရင်ဒီမျက်ခွတ်မျိုးလုံးလို့မရတော့ နော်အဲ့တော့ဘောမတွေအတွက်ဒါတင်ငန်းစာပဲနော်ကြည့်ပါဒါမြင်အောင်ကြည့်ပါနော်အဲ့ဒါအရေးကြီးပါလေပါဇက်တင်ရမ်းပြီးပြောချင်တာပြောလို့မရဘူးငါတို့တော်လှန်ရေးဘက်ကဒုတိဘလောက်စိတ်ကောင်းလဲဆိုတာအားလုံးသိပါတယ်နော်စစ်ခွေးတွေဘက်မှာ အသေးလေးပေးတာနော်ဒိုက်တာမိုက်ဒီရင်နာတယ်ကျွန်တော်အဲ့ဒိုက်တာမိုက်ဒီပုံလက်ထိတ်ခတ်ပြီးတော့ဒီနေ့ခေါ်ထုတ်လာတဲ့အချိန်မှာကျွန်တော်တွေ့တယ်ကျွန်တော်ဓမ္မတော်ကျွန်တော်ပြောတယ်ရင်နာတယ်လို့လူတက်ထားတာလည်းမဟုတ်မတိန်ကျင်ထားတာလည်းမဟုတ်နော် အမားအမှန်ဓမ္မနဲ့အဓမ္မကိုခွဲခြားနိုင်တာပညာပါဆိုတဲ့ပို့လေးကိုဒိုင်ဂျာမိုက်ကြီးတင်လိုက်တာလူတယောက်ကိုအမြင့်ဆုံးအဲ့ပြစ်ဒဏ်1900နှစ်ချပြစ်တယ်စဉ်းစားကြည့်စမ်းအဲ့ဒီပို့လေးတစ်ခုက1900နှစ်ချဖို့ထိုက်တန်တာမထိုက်တန်ဘူးလားနော်ဒိုင်ဂျာမိုက်ကြီးဆိုတာယောဂါလည်းဖြစ်ပြီအတက်လက်ကြီးပြီသူပြောတာမှန်အမားနဲ့အမှန်ဓမ္မနဲ့အဓမ္မကိုခွဲခြားနိုင်တာပညာပညာမရှိရင်မခွဲခြားနိုင်ဘူးလေဒါဟာပြည်သူအတွက် ်အကျိုးပြုတဲ့စကားကိုပြောတာလားအကျိုးရုပ်တဲ့စကားကိုပြောတာလားအေးဒါပေမဲ့အဲ့လိုပြည်သူတို့အကျိုးရှိတဲ့စကားကိုလည်းပြောခွင့်မပေးဘူးဖမ်းပြီးထောင်ချပစ်တယ်ရေးရဲဆက်ဆက်ချပစ်တာနော်တနည်းနည်းမဟုတ်ထောင်ခွန်နည်းချပစ်တယ်အဲ့ဒါမြန်မာပြည်မှာအဲ့လိုကောင်မျိုးတွေကိုကျွန်တော်တို့ကဘလို့အုံနောက်နဲ့ဘလို့အတိတရားနဲ့လက်ခံပေးရမှာငါတို့ကလူပိတဲ့လူတွေလူဆိုတာအမှားမှန်ခွဲခြားတတ်တယ်အကောင်းဆုံးခွဲခြားတတ်တယ်ဒီလောက်တိုင်းပြည်ပေါ်ရုပ်မာနေတဲ့ကောင်မျိုးတွေကိုငါတို့ကဟုတ်ပါတယ်ငါတို့ထောက်ခံပါတယ်လက်ကုပ်ပြီးအောင်ငါတို့ထမင်းစားတာငါတို့ချီးစားတာမဟုတ်ဘူး ။ဒါကြောင့်မို့လို့မင်းတို့ဘောမတွေအနေနဲ့ကြိုက်တယ်လို့လုပ်ပါနော်။စိန်ခေါ်တာမဟုတ်ဘူး။ဒါတကယ်စိတ်ရင်းနဲ့ပြောတာ။ဒါပေမဲ့ကိုယ်လုံးတဲ့လုံးရကိုယ့်ဘက်မှားလားမှန်လားစဉ်းစားပါ။ကိုယ့်ကိုယ်လူလို့တန်ဖိုးထားရင်သူ့ဘက်ကိုယ့်ဘက်ဆိုတော့အရင်မကြည့်ပါနဲ့။အမှားအမှန်ဆိုတော့အရင်ကြည့်ပါ။တရားလားမတရားလားဆိုတော့အရင်ကြည့်ပါ။နော်။အဲ့ဒါလေးကိုပြောချင်တယ်။ဘာဖြစ်လို့လဲဘောမတွေအနေနဲ့အခုနောက်ပိုင်းမှာအဲအကောက်အတုတွေနဲ့အကောက်ဆက်ကျွန်တော်တို့နဲ့ပတ်သက်တဲ့ အဲရုပ်တံတွေမှာဆိုပိုဆိုးတယ်မျိုးစုံဆက်အားတွက်ကြည့်လိုက်အကောင်လုံး profile notch ချထားတဲ့အကောက်တူကြီးပဲဟမ်အဲသူတို့သူတို့ဟောက်နေတာပဲအော်တနာကိုလည်းကောင်းတယ်ဒီကောင်လေးဘွားဟာလို့ဟမ်ဒါကြောင့်မလို့ကြည့်ပါနော်အဘသားတွေအဘသမီးတွေဆိုတာတကယ်ကဖြစ်လာလို့မင်းတို့အဘမင်းတို့အာယုံနဲ့မဖြစ်ဘူးသူအတက်ပေးပြီးကာကွယ်နေတဲ့စစ်သားတွေကို တောင်မှခြနေနေတဲ့ကောင်လေးမင်းတို့တာမန်အထောက်ခံပြည်သူအစ်နောက်ကိုမင်းတို့မင်းအောင်နိုင်အောင်ခေါင်းနဲ့မထည့်ဘူး နော်သူ့တက်ကိုသူ့ကိုအတက်ပေးကာဝဲနေတဲ့စစ်သားတွေပြည်သူအနေနဲ့ရန်သူလိုအမြင်ခံပြီးတော့ကာဝဲနေတာစစ်ခွေးလိုအခေါ်ခံပြီးကာဝဲနေတာအဲ့ဒီတတ်မတော်သားတွေကိုတောင်မှအောက်မှချနေနေတာမိတို့နောက်ကိုလာဟိုကဘာမှလူရအောင်မတွင်းတာအဲ့ဒါကြီးကိုကိုဘွားဟိုနံပါတ်1ဒါလို့မဟုတ်မှန်စကားအထမစကားကိုပြောလိုက်ပြီဆိုရင်ကိုဟာလူတန်ဖို့မဲ့သွားပြီနံပါတ်2အခုလို့ တစ်ဖက်ကဖန်းစီအေးယူခံထိတဲ့ချိန်ကြရင်ဘာဖြစ်မလဲ။ပေချင်းပေအောင်မယ်။ပေချင်းဆုံးနဲ့ပေပေမှာ။နော်။အဲ့ဒါကြီးကိုဆက်နှုတ်မယ်ဆိုရင်တော့လောက်ကြ။ဒါကျွန်တော်ယင်တဲ့အမှန်တရားကိုပြောတာမခံနိုင်နဲ့မတတ်နိုင်ဘူး။နော်။အဲ့တော့ကိုယ့်အကိုအတ္တိတရားတွေရှိကြပါ။တိုင်းပြည်ဟာစုပ်ပြတ်တက်နေပါပြီ။အဲ့ဒီစုပ်ပြတ်တက်နေတဲ့တိုင်းပြည်ကြီးကိုငါတို့ဘာတွေပဲဆက်လုပ်ပါဆိုရင်တော့အားလုံးကဘာဖြစ်သွားမလဲ။စဉ်းစားကြည့်ကွ။နော်။အဲ့တော့ဒီဗီဒီယိုဖိုင်လေးကိုမြင်ရတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံအော်ငါတို့နိုင်ငံမှာဖြစ်နေကြတာသူ့ဘက်ကိုယ့်ဘက်လောက်အတိရှိတဲ့သူတွေကြောင့်ဒီလိုဖြစ်နေကြတာအမှန်တကယ်ဆိုမင်းရောက်နိုင်အကြာကြီးပြိုလဲသွားမှာဟမ်သူ့ဘက်ကိုယ့်ဘက်လောက်ဝဲကြည့်တော့ငါတို့စစ်တပ်လို့ပြောရင်ငါတို့စစ်တပ်လောက်ဝဲထင်တာစစ်သားတွေသွားမေးကြည့်မင်းတို့စစ်တပ်လို့ပြောလိုက်ရင်သူတို့ပြောတယ်ဖြစ်တယ်စစ်ဘိုလ်တွေသွားမေးကြည့်မင်းတို့စစ်တပ်လို့ပြောလိုက်ရင်သူတို့ပြောတယ်ဖြစ်တယ်ဒါပေမဲ့လက်ရှိစစ်တပ်မှာသူတို့ကဘယ်အရာဝင်လဲဟုတ်တယ်မလားအဲ့ဒါပဲ ဘာမှရံဝင်ဘူးလက်ရှိစစ်သားတွေကတော်တက်ဆိုတက်တိုက်ဆိုတိုက်ပဲဘာခံပြောခွင့်မရှိနော်အမှန်တကယ်စစ်သားဆိုတာစစ်မိတ်နာခံရတယ်မှန်တယ်ဒါပေမဲ့အဲ့ဒီစစ်မိတ်ကြီးတရားတဲ့စစ်မိတ်ကမတရားတဲ့စစ်မိတ်ကပြည်သူဒုက္ခပေးတဲ့စစ်မိတ်လားပြည်သူကာကွယ်တဲ့စစ်မိတ်လားဒါကိုစဉ်းစားကြွေးတော်ဆုံးဖြတ်နိုင်ရမယ်ပြည်သူကိုဒုက္ခပေးမဲ့စစ်မိတ်တိုင်းပြည်ကိုဖျက်မဲ့စစ်မိတ်မျိုးဟာအဲ့ဒါအမိတ်မဟုတ်ဘူးအဲ့ဒါအာဓမ္မလောက်ခိုင်းတာအာဓမ္မကိုလက်ခံစရာအကြောင်းမရှိဘူးစစ်သားစစ်စည်းကမ်းမှာအမိတ်မှန်တယ်များဟာဓမ္မနဲ့တွားတာလား ဥပဒေဒီဓမ္မကိုအခြေခံတယ်အတ္တမကိုအခြေခံတဲ့ဥပဒေဆိုတာတလိုက်ဆန်နေမှာပဲရှိတယ်။နော်အဲ့တော့ကျွန်တော်တို့တွေကကိုယ့်ကိုလူတို့တတ်မှတ်ဓမ္မကိုအခြေခံတဲ့လမ်းစဉ်ကိုလိုက်ပေးကြပါသူ့ဘက်ကိုယ့်ဘက်ကိုမကြည့်ပါနဲ့မှားတာမှန်တာကိုကြည့်ပါဒါလေးကိုတတိပေးရှင်တာမှာနော်